ညစာလေးစိုင်းနဲ့ခမင်းစိုင်းနဲ့စကားပြောတော့ဗျာကျွန်တော်ရဲ့ဒီနေ့စားတဲ့ last time ရောပုံမှန်ပါပဲဗျာဆလတ်ရွက်ပါမယ်တရကင်းပါမယ်ဒါရောခရမ်းကျွတ်သီးလေးပါမယ်အဲ့တော့ညစည်းတောင်းဖြစ်ပါတယ်။ဟုတ်ဒါတော့ကျွန်တော်အကြိုက် ပဲကြီးပဲကြီးနဲ့ကြော်ထားတာပေါ့နော်ပဲကြီးနဲ့ကြော်ထားတာဖြစ်ပါတယ်ဒါတော့ကျက်သားနဲ့အာလူးနဲ့ချက်ထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ချင်းဟင်းပေါ့ကစုံရုံးညကစုံရုံးညချင်းဟင်းဖြစ်ပါတယ်ဒီနေ့ကလည်းနဲ့စားမှာပေါ့နော် တိုင်ပွဲတွေဘာတွေလည်းမရှိတော့ဘူးဆိုတော့အ ਨੇ ချင်းတော့စားဖြစ်ပါဒါပေမဲ့အများကြီးတော့မစားဖြစ်ပါဘူးစီပြန်ချက်တဲ့ဟင်းတွေကတော့အရန်အများကြီးတော့မစားဘူးတခါတလေလောက်မှစားဖြစ်တော့မကိုတော့ကတော့ပြိုင်ပွဲရှိတော့ထင်းထင်းသိမ်းသိမ်းနဲ့ body building ဖူပဲစားဖြစ်တာလေကျွန်တော်ကပဲရတော့ချက်ကိုကြိုက်တယ်ကလပ်ပဲလည်းကြိုက်တယ်ဘာပဲပဲဖြစ်ပဲရတော့မျိုးမျိုး တနေ့ကိုတမျိုးတော့ပအောင်စားဖြစ်တယ်ကလေးပဲနှက်ပြီးကြော်တယ်အခုလိုပဲကြီးကိုလည်းပဲကြီးကိုလည်းကြော်စားတယ်ပဲနှက်ကြော်ပါโอเคပါပြည်သူများခင်ဗျာကျွန်တော်ရဲ့ treasury အကောင်းဆုံးပဲရတော့ပအောင်စားဖြစ်တယ်ဒီအစီအစဉ်လေးဖြစ်ပါတယ် live performance ဖြစ်တဲ့အတွက်ကျွန်တော်ဒီကေကို QD အစီအစဉ်တစ်ခုမှာတရားကင်းညွန်လေးကောင်းတယ်ဒီကင်းညွန်လေးမှုရပါဒီအစီအစဉ်လေးကိုအချိန်ပေးပြီးတော့ကျေးဇူးအားပေးကြတဲ့တိုင်းနိုင်ငံလုံးအပရိသတ်တွေအားလုံးကိုလည်းကျေးဇူးများရှိတဲ့ပါတယ် အတူလေးတွေပိုင်ဟိုမစားတာအရသာတစ်မျိုးထွက်မပါတဲ့နေဆိုတခုခုလုံနေတယ်လို့ပဲဒီကတမင်းစားညဘာလို့ဆက်ရင်းလို့မလဲဆိုတော့ခုဆိုရင်ကျွန်တော်အကျော်လျှော့တာလေးတော့လေ ကျောလျှော့တဲ့နိစနစ်ကလေးတို့ကျွန်တော်လေ့လာနေတော့ဗောနော်ကျောလျှော့တဲ့နိစနစ်ကလေးဆိုဘာလဲဆိုတော့ဒီကစားမကစားခင်ကစားပြီးအကျောလျှော့တာမျိုးမဟုတ်ဘဲနဲ့ခါနိုင်ရင်အကျောကိုဘယ်လိုပြန်လျှော့မလဲခါနိုင်ရင်အကျောကိုဘယ်လိုပြန်လျှော့မလဲ ဒီစုံနာရင်အကျိုးကိုဘလို့ပြန်လျှော့မလဲလေပင်လေပင်နာသွားရင်ဘလို့အကျိုးကိုဘလို့ပြန်လျှော့မလဲဆိုတဲ့ပုံစံမျိုးလေးတော့လေ့လာနေတယ်ဗောနော်ဆရာကြီးတော့မဟုတ်ဘူးเนาะနောက်တစ်ခါပြောမယ်เนาะကျွန်တော်ဆရာကြီးမဟုတ်ဘူးခုမှလေ့လာနေသေးဗောနော်အခုလည်းလေ့လာနေရင်းနဲ့ကျွန်တော်လေ့လာနေတဲ့အချိန်တော်အတွင်းမှာအာတစ်တော့မှာကျွန်တော်ရဲ့မစ္စတာထွန်းမင်းအော်ဖီရှယ်တစ်တော့မှာလည်းကျွန်တော်တင်ပေးဖြစ်တယ်လို့ရောလေး ရော်လေးရဲ့တစ်တော့မှာလဲကျွန်တော်တင်ပေးဖြစ်ပါတယ်။အော်ကျွန်တော်တင်နေဆိုတော့ကကိုကြောက်ပါခြင်းလို့မဟုတ်ဘူးเนาะကျွန်တော်လေ့လာထားတဲ့လောက်ဟာကိုကျွန်တော်ကိုယ်တိုင်လည်းစမ်းသပ်တာပေါ့เนาะကျွန်တော်ကိုယ်တိုင်စုံလာတယ်စုံလာတဲ့ခါကျကျွန်တော်အဲ့ဒါကိုစုံတက်တာအောင်ငါဘယ်လိုပြန်လျှော့ရမလဲခန်းလာတယ်ခန်းလာလို့ဆိုငါဘယ်လိုတက်တာအောင်အကျိုးဘယ်လိုပြန်လျှော့ရမလဲအဲကျွန်တော်ကိုယ်တိုင်လည်းစမ်းသပ်ပြီးမှကျွန်တော်တစ်တော့မှာကလေးတွေကိုသိရင်းနဲ့ ကျွန်တော်တင်ပြဖြစ်ပါတယ်။ဟောဆရာကြီးတို့မဟုတ်တော့နောက်တစ်ခါထပ်ပြောနော်။ခုမှလစ်လာနေစေ။အဲ့ဒါလေးအရင်အရေးကြီးပါတယ်။နီးပြားတယောက်အနေနဲ့အဲ့ဒါလေးတွေတက်ထားတင်နေဗျ။ပုံမလင်းပြောရလေ။အဲဒါမှမဟုတ်လေစေနာပြောချင်တာစေနာပါပါနဲ့ပေါ့နော်။ကိုယ့်ရဲ့ client မှမဟုတ်ဘူး။ကျန်တဲ့အာဒီညီငယ်ညီမငယ်လေးတွေ public တွေတခုခုဖြစ်ခဲ့ရင်လည်းလမ်းမှာပဲဖြစ်ဖြစ်ဂျင်မှာပဲဖြစ်ဖြစ် ခဏသွားတယ်ဒုနာသွားတယ်ဆိုရင်ဘယ်လိုပုံစံမျိုးတက်တာအောင်ဘယ်လိုဖြေလျှော့ပေးနိုင်မလဲအဲ့လိုမျိုးစေနာပေါ့နော်စေနာအခါကျင်းကုန်တဲ့လောက်တာမျိုးပြောတာမဟုတ်ဘူးနော်ရုပ်တဲ့ accident ဖြစ်ခဲ့လို့ရှိရင်ခါနာတယ်ဒုနာတယ်ဖြစ်သွားခဲ့လို့ရှိရင်ကုညင်လို့ရအောင်အတွက်အဲတက်ထားသင့်ပါတယ်လို့ကျွန်တော်ကတော့အကြံဉာဏ်ပေးတာပါနော်အဲ့လိုမျိုးလေးဒါမဲ့ကျွန်တော်လည်းလိလန်နေစေပါ ကျွန်တော်မကြွန်သေးဘူးခုမှခုမှတင်နေတော့မှရှိသေးတယ်ခါနိုင်ဘယ်လိုလျှော့ပေးရမလဲဒူးနိုင်ဘယ်လိုလျှော့ရမလဲအဲစုံနိုင်ဘယ်လိုလျှော့ပေးရမလဲတင်မခွက်တည်းကနိုင်ရင်အကျိုးကိုဘယ်လိုပြန်လျှော့ရမလဲဆိုတာလေးတွေကိုကျွန်တော်ကခုကျွန်တော်ကိုယ်တိုင်လဲလေလာတင်ယူနေသေးပါနော်လေလာတင်ယူနေတာဖြစ်ပါ